်တွင်းမရွာမှပြူစောကြီးတွေအလေးဝင်တိုက်ခိုက်ခံလို့သုံးသေးဆုံးမခွေးတိုင်းမြိုင်မြို့နယ်တွင်းမရွာမှပြူစောကြီးတွေကိုမနေ့နေ့လယ်ပိုင်းမှာအလေးဝင်ရောတိုက်ခိုက်ခဲ့ပြီးလက်နက်တလက်သိမ်းစီရမိတယ်လို့မြိုင်ပကဖာကဒီနေ့မနက်ပိုင်းမှာထုတ်ပြန်ပါတယ်ဒီတိုက်ခိုက်မှုမှာစစ်တပ်က၃ဦးကတိတ်ဆုံးပြီးတနက်တလက်ကိုသိမ်းစီရမိတယ်လို့သိရပါတယ်ထုတ်ပြန်တဲ့ရုတ်တံဖိုင်မှာတွင်းမပြူစောကြီးရွာဆိုင်းကုန်းရှိမှာ တွင်းမဆိုတာမင်းတို့ထိုင်တာကပိုင်တာငါတို့ကွာလို့ကျွတ်ကြော်နေတဲ့ပြည်သူကွယ်ရဲဘော်များကိုတွေ့ရပါတယ်။အိတ်ပလက်တပေါင်းစုတာဝန်ရှိသူတို့ကတော့တိုက်ပွဲအပြီးမှာသူတို့ဘက်ကလက်နက်ကြီးတွေနဲ့ဘေးပတ်လေကိုပစ်ထားတာတွေတွေ့ရပြ။ဒါပေမဲ့ကိုယ့်ဘက်ကတော့အထီးကိုင်းမရှိစုတ်ခွာနိုင်ခဲ့ပါတယ်။ကျန်တဲ့ကောင်တွေကတော့ခွေးပြေးဝက်ပြေးစုတ်ခွာသွားပါတယ်။မျက်မြင်နှစ်ယောက်တေးပါတယ်။သူတို့စခန်းသားကရေကန်မှာငါးများအထွက်လာအောင်ကျွန်တော်တို့က တင့်ဆောင်ဆိုင်ပြီးပြစ်ခတ်တာပါလို့ပြောပါတယ်ဒီတိုက်ခိုက်မှုကိုမြန်ပကဖတက်ခွဲ1တက်ခွဲ2ပြည်သူ့လူမျိုးရေးတပ်ပေါင်းစု PNC ကမတပ်ပေါင်းစုနဲ့အိတ်ပလက်တပ်ပေါင်းစုတို့ကအတူတကွလက်တွဲညီညီပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဘယ်လိုအဲကောင်းနေကောင်းနေဒါပဲ